။ငယ်ချင်းတို့ရေ နေမကောင်းတာရဲ့ကြောက်ခုကြောင့်ရေဇေယောင်းသုံးရနားပါတယ်လို့အဲပြောရတာလို့ဝေးနီးရတခုတကပေါ့နော်။ဘဖက်ဒီမှာဘာဒီမှာလားဒလီလည်းသုံးရနားပါတယ်ရှင်။ဒလီလေးလည်းသုံးရနားပါတယ်။ဈေးလည်းဟိုဟာပေါ့နေလည်းမကောင်းလို့ပေါ့နော်။ကြောက်ခုကြောင့်မို့လဲအဲ့ဒါပြောပါမြန်မြန်လေးရှင်းပေးပါလို့ဇေယောင်းသုံးရနားပါတယ်ပေါ့နော်။အင်္ဂါနေ့ကနေစားနာတာပါနော်အင်္ဂါနေ့အင်္ဂါဗုဒ္ဓဆရာသာပရိပါရှင် သုံးရနာပါတယ်ရှင်အကြောင်းမျိုးမျိုးကြောင့်မို့ နေမကောင်းတာလည်းပါတယ်ပြင်ပန်းတာလည်းပါတယ်အကြောင်းမျိုးမျိုးကြောင့်လည်းပါလို့ပါရှင်အ၃ရက်နားပါတယ်လို့ဒလီလေးလည်းနားပါတယ်အကုန်နားပါတယ်ရှင်အတိတော့တကယ်ချင်းတွေအားလမ်းပြောပါခင်ဗျာရှယ်ပေးပါဦးလို့ကျမအိမ်နဲ့မညီညွတ်လို့ဆိုပြီးတော့ပိတ်သိမ်းခံရတာတဲ့တော့အဆင်မကောင်းစရာပဲဗျာအဆိုးတဲ့အကောင်ရောကောင်းတဲ့အဆိုးပေါ့ဖတီမာချင်မောင်က FDA နဲ့မကိုက်ညီလို့ဆိုမှပိတ်ခိုင်းနေဆိုပြီးတော့လေဒီ TikTok နဲ့ Facebook ပေါ်မှာတက်နေရပေါ့နော် ာတကယ်လားဟုတ်မဟုတ်တော့တိချာတော့မသိဘူးပေါ့နော် Facebook နဲ့တက်တော့မှာတော့တော်တော်လေးတက်နေရပေါ့နော်ခလောက်ငါသူရဲ့တက်တော့ကမှတင်ထားတာကြလေသူကတော့ကျွန်တော်ပြောပါအောင်မယ်ဖတိမတံမြာပေါင်းစားပြီးတော့ one shot ပြီးတော့ကန့်သွားတဲ့လူများရှိလို့လားသူနေမကောင်းချင်တာနဲ့အကြောင်းမျိုးမျိုးချောင်းရယ်ဒီလိုမျိုးပေါ့နေရက်၃ရက်အင်္ဂါနေ့ကနေစပြီးတော့ပိတ်ထားမယ်လို့ပြောရပါတော့အင်္ဂါနေ့အ၃ရက်ပေါ့နော်တလီတလီရောပိတ်မယ်ပေါ့နော်အတလီတွေရောနားထားတာပေါ့နော်သူကတော့အဲ့လိုပြောထားတာပေါ့နော် ဒီတမှာကြာ FDA တို့စီပင်တို့ကြောင်းတို့ပါတော့ညာတို့အမျိုးတွေရေးထားကြပါတော့။ကျိုးကြာလည်းဒီလုပ်ငန်းသူတွေအတူချင်းကတိုင်ကြတယ်ပေါ့။ဒီကျမကြီးနဲ့မကိုက်ညီဘူးပေါ့။ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။အဲ့လိုတိုင်ကြပါတော့။အဲ့လိုဟုတ်တယ်ဗျာလူတွေကလည်းအဲ့လိုမျိုးအောင်မြင်လာပြီဆိုလို့ရှိရင်တော်တော်များများမလိုကြအောင်။လိုကြတဲ့လူတွေများတယ်ပေါ့ဗျာ။တို့ရေးချမိုးပိတ်ပိတ်ခံရတာပေါ့။အမှန်တော့လေ street food သူအဲ့ဒီလမ်းမေးစားစားပါတော့လမ်းမေးစားစားတော့ တော်တော်များတော့ကြိုက်တဲ့လူကတော့စားမှာပဲလေနော်။အင်းကြိုက်တဲ့လူကိုကြိုက်ရင်ကိုစားပေါ့။ကိုကဟိုတယ်စားပဲကြိုက်တယ်ဒီလာဆွေဇန်နဲ့အစားစားပဲကြိုက်တယ်။ဆိုင်ကောင်းနေရပဲကြိုက်တယ်ဆိုရင်ဆိုင်ကောင်းစားကြပေါ့နော်။လမ်းမစားစားတော့တည့်ရတိုင်းဒီ street food ပေါ့နော်။ဒီနေရာတွေအတည့်ရတိုင်းပဲလေ။တရားရခိုင်နှုံးကတော့ဘယ်သူကတော့အရန်တန့်ရှင်တက်ရပါတယ်ဟိုတယ်လိုမျိုးအဲဒီလက်အိတ်တွေနဲ့တက်မလားဘယ်လိုပြောမလဲအရန်ကမှပြောတတ်တော့ကွာ တင်မာလီတတိအစားစားရဲ့လည်းမျိုးအဲ့လည်းမျိုးတန်ရှင်ပါဘယ်သူကတော့အမခံပါလဲသိရမလားအဲ့ဒါကိုသိရမလားဟောအဲ့ဒါကိုမသိတတ်ဘူးအခုကြောက်အချင်းချင်းမနာလို့လို့တိုင်ကြရဲ့လို့ပါလို့ပြောကြပြောမှဆိုရင်တော့အပြစ်မရှိအပြစ်ချတာပေါ့ဗျာဟာပဲပေါ့နော်နင်တို့ဟာမဟုတ်တော့ဖတ်ဒီမအရှင်တို့တမန်အသီးတို့ကျမရင်းနဲ့မညင်ညူဘူးဒါတော့ဝမ်းနဲ့ကြည်ခွဲနေတဲ့တန်ဆန်ပါလေးပေါ့ဗျာခက်နေလက်ခံနေဆိုတော့ ဘယ်သူမှလည်းအဲ့ဒါကြီးကို overload ထိအောင်ဘယ်သူမှမစားဘူးဟိုဈေးနှုန်းရအတွက်ကျင်လည်းဈေးကြီးတယ်လို့ပြောလို့ရတာမှန်အခြေခံလူတန်းစားအနေနဲ့အဲ့ဒါဈေးကြီးတယ်လို့ပြောလို့ရမယ်အဲ့ဒါလည်းလူတန်းရလည်းစားကျင်နှုန်းနှုန်းတက်ညီးကြည့်ရှင်နာရဲ့တစ်တော်ဆော့ကျင်နာရဲ့ကြောင့်ဝယ်ကြတာဒါပေမဲ့အဲ့ဒါကျတော့ကျမကြီးနဲ့မညီညွတ်ဘူးဆိုဒီရက်ပိုင်းလေးကိုတမားကိုကျတော့အရာပိတ်တယ်သူကအင်မတန်ကျမကြီးထိခိုက် ဟိုဝင်သွားလိမ့်မယ်အဲ့ဒါပဲအဲ့ဒါပဲနော်နောက်ကြလို့ရှိရင်သူ့အေးပုံကြလိမ့်မယ်ဒါပဲဟုတ်တယ်နော်အဲတရုတ်ဒီကဝင်နေတဲ့မုံနေအိုက်ကဝင်နေတဲ့မုံနေကြတော့ခေါ်ကြတော့စိုးစေးတွေနဲ့လीကော်မုံနေလीကလေးတွေကိုဘေးဖြစ်တာလीအဲ့ဒါကြတော့နှစ်တည်ရှိနေဘယ်မအေးလို့မှမမြင်ဘူးလားဘယ်ကောင်မှမမြင်ဘူးလားနင်တို့ FDA တွေ FFA တွေ မငင်ညာဘူးလားစားသုံးသူရေရာတွေမငင်ဘူးလားကလေးတွေအဲ့ဒါတကယ်တော့မမေ့နာမဟုတ်မမေ့အကြောင်းဆောင်နေကြတာအမအခုစားနေတာလူကြီးတွေအဓိကဖဒီမအချိန်မောင်းကစားနေလူကြီးတွေအဓိကကလေးမဆီနောင်လေးမစားဘူးအဲ့ဟိုဟိုစိနာရှိရဝင်နေမုံနေရကလေးမဆီနောင်လေးတွေကနေမှဟိုအတက်ရွယ်တစ်ခုအထိ team h level အထိအောင်အဲ့ဒါကြီးစားနေကြတယ် ဲ့ဒါဘို့ယူအနေရရှိရမဟုတ်ဘူးလားညနေရလှန်ဆိုင်နို့မစစ်ဟန်နီကပြောနေပြီနော်နိုင်နိုင်ဟုတ်တယ်လေဗျာငါလည်းအရင်မောင်းသောငါလည်းအရင်သုံးမကြိုက်ပြောမှန်းသူတို့ကြောက်အကုန်လုံးထိခိုက်ကုန်တာဗျဒလီဘာတွေပါနားကုန်ရတာပေါ့နော်ဒါပေမဲ့နှစ်နှစ်ပတ်ပတ်ဝန်ထိန်လေးပြီးပြီးတော့ စားခြင်းနဲ့ customer တွေလည်းမစားတဲ့အနေထားရောက်သွားတာပေါ့ဗျာဟိုဒီလိုပိတ်သိမ်းနေတော့စီပင်ရေးရာနဲ့ကိစ္စနာပတ်သက်တာဆိုလို့ရှိရင်လည်းအဲ့လိုညူးနဲ့သွားလေစီးညင်းဥပဒေပေါင်းနဲ့အခုကနိုင်တဲ့စီးနင်းလုပ်နေရလေဟုတ်တယ်နော်ပြောပါအောင်မေအဲ့ဒီဖတိမအချိန်ပေါင်းကြောင်း ပေါင်းခြင်းတွေထိခိုက်ပျက်စီးသွားတာမျိုးများရှိလို့လားမဖတိမနဲ့ကျွန်တော်ရဲ့ဘာမှတော့မတော်ပါဘူးဒါကျွန်တော်ကအမှတ်တရပြုတ်ပြတာ လူတွေမရမ်းရမ်းအောင်မလုပ်နဲ့အဲ့ဖဒီမအတော့ငါလည်းမစားဘူးငါလည်းအရင်ကြက်ဘူးဒါပေမဲ့မတရားအနိုင်ကျင့်တာကြာတော့ငါလည်းလက်မခံဘူး